မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအတင်းတူဥက္ကဋ္ဌဦးရံမျိုးအောင်ရဲ့ပြောကြားချက်အရလက်ရှိကားစည်းကွက်မှာအယောင်းဝယ်အင်းနေပြီးစစ်လေဆေးနှုန်းတွေလည်းကျစနေကစစ်လေဆေးမှာထက်ကျလာနိုင်တဲ့အလားအလာရှိတယ်လို့ပြောပါရယ်စစ်လေဆေးကဒီရင်တော့ဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့ developer 100နဲ့300 300သုံးသိန်းလောက်ရှိတယ်အခုနည်းနည်းပြန်အေးတယ်ပြန်အေးတယ်ဆိုတော့အခု100အနည်း20ဆိုရင်100တသိန်းပေါ့နော်နောက်တော့ဇုံစလစ်ဆိုရင်69သိန်းတိုက်ချေဆိုရင်66သိန်းလောက်ရှိတယ်ဆိုတော့ဈေးကဘာလဲဆိုတော့ ပြန်ကြောက်ဖို့ရှိတယ်ထက်ကြောက်ဖို့ရှိပါတော့ထက်ကြောက်ဖို့ရှိတယ်ဘာလဲဆိုတော့ဒီ65ခုနှစ် Montreal Bus ကားတွေကိုလူစီအဲ့ရမယ်ဆိုပြီးတော့ဒီတိုင်းနေသားကြီးအစိုးရနေပြီးတော့ကျင်ညာလိုက်တယ်ပေါ့နော်ဟုတ်ကဲ့ဆိုပေနေ့လည်းဒီနောက်ဆုံးထားအဲ့ရမယ်ဆိုတော့ဒီ bus ကားတွေအကုန်လုံးကအက်ကြတော့မှာအဲ့တဲ့အချိန်မှာအကုန်လုံးကလူစီ slip ထုတ်ပေးမှာထုတ်တော့ slip က0ကထဲကိုအများကြီးတော့ဝင်လာမှာပေါ့နော်နောက်ပြီးတော့အခုချိန်မှာ slip ကအဝယ်မရှိဘူးအေးတယ် တော့ရှုံးလုံးတွေကလည်းမဝယ်ကြဘူးပေါ့နော်ဒါကြောင့်မို့စနစ်စီကထက်ကြသွားဖို့ရှိတယ်တော်တော်လေးတော့တော်တော်လေးအေးနေတဲ့အနေအထားမှာရှိတယ်လက်ရှိမှာ brand new slip permit ရှောင်းရင်ရန်ကုန်လိုင်းစင်ထုတ်ပေးမယ်လို့ဆိုပေမဲ့ brand new ကားတွေဟာတန်မိုးမြင့်ကားတွေသာဖြစ်တာကြောင့်ဈေးကွက်ကိုထိခိုက်မှုမရှိနိုင်ဘူးလို့သိရပါတယ်လာမယ့်မေလနောက်ဆုံးပတ်မှာဖြစ်ပေါ်လာနိုင်တဲ့ကားဈေးကွက်အခြေအနေနဲ့ပတ်သက်ပြီးဥယျာဉ်မြို့အောင်ကအခုလိုဆက်ပြောပါတယ်နောက်ကုန်ကန်ကြီးကတော့ကားဈေးကွက်ကတော့အခုကတော့ဘယ်လိုလဲဆိုတော့နည်းနည်းတော့ပြန်ကောင်းလာသွားတော့ပြုတ်လာပါပြီ။ရောင်းဝယ်တယ်နည်းနည်းပြန်လိုက်တယ်ဘုနော်ဈေးကတော့တက်တယ် တက်တဲ့ဈေးနဲ့ပေါ့နော်ဈေးကတော့မာနေတာပေါ့ဟောနည်းနည်းပေါ့တော့ဒါပြန်ရောင်းရတဲ့အနေဒါရှိရဲ့ရှေးလာလောက်ဆိုတော့ဒါရောင်းမပြန်ကောင်းလာမယ်တို့ပေါ့ပြောင်းလဲရတာပေါ့လက်ရှိမှာ free permit နဲ့တင်သွင်းတဲ့ကားအရည်တွက်နှဲပါလာပြီး slick ကပ်ပြီးတင်သွင်းတဲ့ကားအရည်တွက်သားများပြလာတာကြောင့်ပြည်တွင်းမှာ slick ရှားပါလာပေမဲ့1995ခုနှစ်ထုတ် bus car တွေကိုပြန်လဲအနှံပြီး slick ကိုပြန်ထုတ်ပေးမှာဖြစ်တဲ့အတွက် slick ဈေးနှုန်းတွေဆက်လက်ကျဆင်းနိုင်တယ်လို့သိရပါဗျာ